United, Spurs နဲ့ Liverpool, Man City ပွဲနှစ်ခုကိုနှိုင်းယှဉ်ကြည့်ခြင်းမင်္ဂလာပါခင်ဗျာ Soccer History ကနေကြိုဆိုပါရစေဒီဗီဒီယိုကို YouTube ကနေကြည့်နေရဆိုရင် VPN လေးခံပြီးကြည့်ပေးကြပါဒီဗီဒီယိုတစ်ခုကိုဘာလို့ပေါင်းလို့ရလဲဆိုတော့နှိုင်းယှဉ်စရာတွေရှိလို့ပါအရင်လိုနှစ်ပုတ်ပေါင်းလို့ရင်နှစ်ပုတ်ကတသက်စီဖြစ်မှာမဟုတ်ပဲအဲ့ဒီနှစ်ပုတ်မှာ compare လုပ်ချင်တာလေးတွေရှိလို့ပါစားလိုက်အောင်ပါဒီနှစ်ပွဲမှာဘာတွေကွာခြားမလဲဆိုတာမြင်ရပြီးဒါကြောင့်လဲ level တွေကွာခြားနေတယ်ဆိုတာကိုမြင်ရမှာပါ ဒီ video ကအရင်ကလုပ်ခဲ့တဲ့ analysis video နဲ့တူမှာမဟုတ်ပါဘူး။အရင်ဆုံး United ပွဲကိုအရင်ပြောအောင် United fan တွေတည်ကျင်နေတဲ့ United ဘာလို့တရေနှစ်ပွဲဆက်လိုက်ကြလဲဆိုတော့အားလုံးခြုံပြောရရင် Armorin ကစားကွက်ကကောင်းလာပါတယ်။ကစားသမားတွေလည်းအထိုင်ကြလာပါတယ်။ဒါပေမဲ့အရင်ဗီဒီယိုကပြောခဲ့ဘူးသလိုပဲအာမိုရင်းကစားကွက်ကအတက်အဆင့်အရန်ကြံပြီးပင်ပန်းတဲ့အတွက်ဒုတိယပိုင်းဆိုကစားအားကျသွားတာကြောင့်မဖြစ်မနေလူစားလဲရပါတယ်။ဒါပေမဲ့အဲ့လိုလူစားလဲတဲ့နေရာမှာ United ကအရန်အင်အားမတောင့်တင်းတာကြောင့်အခုလိုကမောက်ကမရလက်တီထွက်လာရတာပါ။ ဒါပါပဲဒီတော့အဲ့ဒီနှစ်ပွဲစလုံးတပုံနဲ့ဖြစ်တဲ့အတွက်ထွေထူးမရှိလို့တည်သက်မလုပ်ပေးတော့တာပါ United အရန်ကုန်ဘောကလူတွေက United ရဲ့ပထမအသင်ကစားကွက်ထဲအဝင်အောင်မဖြစ်ပေးနိုင်ပါဘူးအရန်ခုံနှန်းကကစားသမားအရန်ကလေကိန်းနေမှာအရန်စကားပြောပါတယ်ဒီထဲမှာအစိုးဆုံးကဥဂတိပါဥဂတိက United မှာမရှိကိုမရှိတဲ့ကစားသမားလို့မြင်လာမိပါတယ်။ဒါကြောင့်လဲ United ကကာစီလိုအသက်ကြီးကစားသမားကိုအခုထိကစားပွဲတွေထည့်ကစားနေရတော့မှာ ကက်စီလည်းတပွဲလုံးကိုမကစားနိုင်ဘူးဒါကြောင့်ကက်စီလည်းထွက်သွားရော United တို့ဂိုးတွေပြန်ပေးရတပွဲနှစ်ပွဲမကတော့ပါဘူးဒါက United မှာကက်စီကတအူးလေသော DMF ကစားသမားဖြစ်နေလို့ပါပဲပြောရရင်ဒီဘက်မှာ United ကပထမပိုင်းမှာ Spurs ကိုကောင်းကောင်းအသာစီယူထားပါတယ်ဂိုးတကူလည်းတွင်းထားနိုင်ပါတယ်ဒုတိယပိုင်းစတော့ရှေးပွဲတုန်းကလို့ဖြစ်ပါတယ်။ဒါပေမဲ့ဂိုးသမားကြောင့်ဂိုးတွေမပေးလိုက်ရပါဘူး။ ။ဥကဒေးဝင်လာတော့ဖောင်ပြတ်သွားပါတယ်။ဥကဒေးကိုမေးချင်တာအဲ့ဒါဘာလို့တားလဲ။ဘေးကနေကပ်ပြီးလိုက်နေတာဘာလို့မဖြတ်တာလဲဆိုတာစဉ်းစားလို့မရပါဘူး။သူကသူ့စပီနဲ့အရှိကဖြတ်ချင်နေတယ်။တကယ်ဆိုအနောက်ကနေဖောင်ဖြစ်ဖြစ်ယူပြီးဖြတ်လိုက်တဲ့နဲ့။တကယ်ဆို United ကမိနစ်80အထိအနိုင်ယူထားပြီးသားလက်ကျန်10မိနစ်ပဲကျန်တယ်။ဖောင်ယူလိုက်လို့ဘာမှဖြစ်မသွားဘူး။ဒါပေမဲ့တကယ်ကိုမေးခွန်းထုတ်ချင်စရာအရေးချင်းဖြစ်ခဲ့တယ်။ဒီမှာပထမအဓိကအချက်အနေနဲ့ရှင်းပြောချင်တာကတစ်ဖက်မှာအဲ့လိုအခြေအနေနဲ့ ကော်နာဘရက်ဒလီကမက်ဒရစ်နဲ့ပွဲမှာအတော်လေးကိုကောင်းလို့တတိထားမိခဲ့ပြီးသူ့ကိုဒီပွဲမှာစောင့်လဲကြည့်ဖြစ်ပါတယ်မက်ဒရစ်နဲ့ပွဲမှာဗီနီလိုကစားသမားကိုထိမ့်ပြနိုင်ခဲ့တော့အလုံးကချီးကျူးကြသလိုအာနိုနီယာကိုအစားထိုးနိုင်ပြီလို့တော့ရေးသားကြတာရှိပါတယ်ဒါပေမဲ့ဒီပွဲမှာဒိုဂူကိုတော်တော်လေးမထိန်းနိုင်ခဲ့ပဲဒိုဂူရဲ့ကြော်ဖြတ်တာကိုအချိန်ချင်းခံခဲ့ရတာပါဒါပေမဲ့ဒီလိုခြေစွမ်းဆိုးရတဲ့ပွဲမှာတော့မနိုင်တဲ့အဆုံးနှစ်ဆင့်တိတိလူချကစားပါတယ်ရှေ့ကမမီရင်နောက်ကချရတယ် ဒီမှာဆိုလဲ fit ထွက်သွားတာတော်တော်လှတယ်ဒါပေမဲ့ man city ကဘောလုံးအထွက်မခံအောင်အဝါပဲယူလိုက်တယ်နှစ်သိန်းစလုံးကအဝါယူတယ် race mew ဒါမျိုးကိုဥကာဒီမလုပ်ခဲ့ဘူးမမီတာကိုအတင်းလိုက်ဆွဲနေတာအတော်ဆိုးတယ်ဒါကအန်ဒီအများတဲ့အခြေအနေအဝါယူသင့်တယ်ဘာလို့လဲဆိုတော့ဒီ defense line ရဲ့အရှိမသူတယောက်တည်းပဲရှိတယ်ဒီ area တစ်ခုလုံးမှာမှသူတယောက်တည်းဒါကိုပေါ်ပေါ်ဆက်လုပ်လိုက်တာတော်တော်စိတ်ပျက်စရာကောင်းတယ်အဲ့ဒီအကျိုးဆက်ကိုပြောပြမယ်ဒီမှာခုနကပြောခဲ့သလိုသူတယောက်တည်းရှိရတဲ့အတွက်ဒီမှာသူပြန်ချိုးပေးရင်ဒီမှာအားလုံးကအလူကြီးစပေးတွေမှာအကျယ်ကြီး နောက်တစ်ချက်အနေနဲ့နှိုင်းရှင်ချင်တာကဒူကူနဲ့ဒူကူကနမေသာဆင်မီအရေးချင်းကတော်တော်လေးကွာခြားပါတယ်ဒူကူကဘာအောင်တော့မှမပါလာပဲစွတ်ပဲပြေးတတ်တာကြီးကအတော်ကိုစိုးပါတယ်အတက်ဆင်းကောင်းတာကလွယ်ရင်တိုက်စစ်ရောခံစစ်ရောပါဘာမှလောက်လောက်လာလာမကူညီနိုင်ခဲ့ပါဘူး United ပထမဆုံးရခဲ့တဲ့ဂိုးမှာတော့သူ့ရဲ့ပေါဝင်ပသက်မှုရှိခဲ့ပြီးသူတင်ပေးတာကအားများတာကြောင့်ခေါင်းတိုက်ဖို့မဟုတ်ပဲခေါင်းကိုပေါ်လို့မှန်သွားတာပါတစ်ဖက်မှာ အမတ်ပြန်တင်ပေးလိုက်တာကခေါင်းတိုက်ဖို့အနေတော်ပဲဆိုတာကိုတွေ့ရတယ်။ဒူဂူပေးတဲ့ဘောလုံးတိုင်းကတခါမှလူစီမရောက်ဘူးပဲ။ရောက်တော့လေတိုက်မရလောက်တဲ့အချိန်နဲ့ရောက်လာတာပါ။တစ်ဖက်မန်စီးလီကဒူဂူကတော့အဲ့ဒီပွဲရဲ့အခရာဖြစ်ခဲ့ပြီးအတော်လဲကောင်းခဲ့ပါတယ်။ဒူဂူကစားတဲ့ဘက်အချမ်းကလီဗာပူးကစားသမားတွေဖြစ်တဲ့ Bradley, Garvin Bennett နဲ့ Kona Thee တို့လုံးဝကိုညံပြင်းသွားတဲ့အထိဒူဂူကလုပ်ပြခဲ့တာပါ။ဒီပွဲမှာသူက Man of the Match လဲရခဲ့ပါတယ်။ Guardiola အနေနဲ့ဒီပွဲကိုအနိုင်ယူဖို့အတွက်ဘလို့နီးစနစ်တွေကိုထုတ်သုံးသွားလဲဆိုတာ နောက်ပိုင်းမှာဂွာဒီယိုလာကဂွာဒီယိုလာမဆန်တော့တာကိုလည်းတွေးခဲ့ရတာတော်တော်လေးကိုကြားခဲ့ပါပြီ။ဘာလို့ဒီလိုပြောရလဲဆိုတော့ဂွာဒီယိုလာကနံပါတ်1အနေနဲ့အထောင်တိုက်စစ်မှုကိုအပိုအလေးပေးကစားကွက်ဆင်လာတာပါ။အလွယ်ပြောရရင်ဟာလန်ရဲ့အားသာချက်ကိုအသုံးချပြီးဂိုးတွေယူလာတာပါ။ဒါကိုတက်တဲ့အနေနဲ့ပြောရရင်မန်စီးတီးပွဲတိုင်းလိုမှာဟာလန်ကိုသွင်းထားတာပါပဲ။ဘလို့အသုံးချလဲဆိုတော့ရှင်းပြပါမယ်။ဟာလန်ရဲ့အရက်ရှိပြီးခန္ဓာကိုယ်ကြီးထွားတာနောက်ပြီးဟာလန်တယောက်နေရာယူပုံကောင်းလာတာကိုအသုံးချပြီးဘောလုံးတွေကိုဟာလန်တို့ပတ်စ်လို့ဘူးအချိန်၄တိုင်းမှာဟာလန်ကိုပေးဖို့ပတ်ကညွှန်ကြားထားပါတယ်။ ဟာလန်စီကိုဓာတ်ရိုက်ဘောလုံးပေးဖို့မှုတွေကနေမန်စီးတီးကအတော်အလုံးဖြစ်ခဲ့ပြီးဒီမှာဆိုရင်ဒါကိုအားသာချက်လို့ပြောရမလဲဆိုတာမြင်ရမှာပါဒီမှာပေးလိုက်တဲ့အချိန်ဟာလန်ရမယ့်အချိန်တွေမျိုးမဟုတ်ပါဘူးဒါကိုဟာလန်ဘော်ဒီကာပြီးပပနဲ့သူ့ဘောလုံးဖြစ်ယူသွားတာတော်တော်လေးကိုမိုက်ပါတယ်နောက်ပြီးပရီးမီးယားလိဂ်မှာအထူးသဖြင့်အခုနှစ်မှာဖြတ်တင်ဘောတွေ cross ball တွေ down gun ball တွေတဲကန်ဘောတွေကဂိုးတော်တော်လေးယူလာတာကိုတွေ့ရပါတယ် ဒီနှစ်ပွဲမှာတော့ United အတွင်းနဲ့နှစ်ဘိုးစလုံးကတစ်လုံးကဖြတ်တယ်ပေါ့တစ်လုံးကတောင်းကန်ပေါ့ဒါကတော်တော်ဝမ်းသာစရာပါ United ကပြီးခဲ့တဲ့စည်စုနှစ်တခုအတွင်းမှာ cross ball တွေနဲ့တောင်းကန်ဘောတွေကနေဂိုးရအနည်းဆုံးအသင်းဖြစ်ခဲ့ပါတယ်ဒါကမဖြစ်သင့်ပါဘူး Charles ကြီးစိုးစဉ်ကာလကဘယ်ခန်းနဲ့ gift တို့ cross specialist တွေရှိခဲ့တော့ဖြတ်တင်ဘောတွေတောင်းကန်ဘောတွေကနေဂိုးအများဆုံးရယူခဲ့တဲ့အသင်းမှာ Charles နောက်ပိုင်းစန်းကျင်ဘက်ဖြစ်နေရတာကနေအခုမှပြန်တည့်လာနိုင်တာပါအမိုရင်းကိုဒီချက်တော့ချီးကျူးကြပါတယ်ဒါကလည်းအာရီတာထုံနှလုံးမူလာတာပါ ာဒီတာကပြီးခဲ့တဲ့နှစ်တည်းကအာဆင်နယ်ကိုတဲကန်ဘောတွေဂယူဆိုင်ခဲ့တာပါဒါကလည်းအာဒီတာကဆာအဲလက်စ်ကိုပြန်အတူယူခဲ့တာပါဆာအဲလက်စ်ကဖြတ်တင်ဘောတွေကနေအများကြီးအကျိုးဖြစ်ခဲ့ပြီးဘိုင်ယန်ကိုနိုင်ခဲ့တဲ့ဘွဲကတော့တဲကန်ဘောတွေကနေရခဲ့တာပါမန်စီးတီးနဲ့လီဗာပူးမှာလည်းဖြတ်တင်ဘောကနေမန်စီးတီးပထမဘောရတယ်အဲ့နော်လီဗာပူးပြန်သွင်းသွားတဲ့ဂိုးကလည်း cross ball ပဲလူဂျုံကစားသမားရှိလို့သာခိုးမရခဲ့တာဒီတော့ဖြတ်တင်ဘောတွေကအခုရာသီမှာအရေးပါလာပါပြီ ဒီရာသီပရီးမီးယားလိဂ်ရဲ့ချန်ပီယံလိမှာခရော့ဘောကနေတွင်းကိုစုစုပေါင်း33ခုရှိခဲ့ပြီးအဲ့ရဲက10လုံးကဟာလန်တွင်းထားတာပါဟာလန်ကဒီလောက်ထိကောင်းနေတာပါဒီထဲမှာတောင်မန်က cross တစ်ခုတည်းနဲ့မဟုတ်ပဲ man city ကဟာလန်အတွက် cut back တွေ diagonal pass တွေပါပံ့ပိုးပေးနေတာပါဒီမှာလေပုံနဲ့ပွဲမှာကစားကွက်ကိုဒီလို diamond shape ပုံစံမျိုးရှိပြီးဂိုသမားစီကနေစာလို haaland ထိတိုက်ရိုက်တဲကစားထားတယ်။ diamond shape ကစားပုံကိုတွေ့ရပါတယ်။ နောက်ပြီးဒီပွဲမှာမန်စီးတီးကကစားပုံကစားကွက်သိတ်ကိုကောင်းပါတယ်ဒီမှာဆိုရင်လီဗာပူးနဲ့ပွဲကဟာလန်နဲ့အတွင်ကိုအတွက်ဘယ်ခံစစ်အစွန်ကနေဘေးဒက်စခဲ့ပြီးဟာလန်မှာအဆုံးသတ်ခဲ့ပါတယ်ဒီမှာဆိုရင်ဒါကိုမြင်ရမှာပါမန်စီးတီးသွင်းခဲ့တဲ့ပထမဂိုးမှာမန်စီးတီးကစားသမား၈ယောက်တောင်ရှိပြီးလီဗာပူးကစားသမားကလည်း၉ယောက်တောင်ရှိပါသေး။ဒါကဘာကိုပြောချင်တာလဲဆိုတော့ခံစစ်ကိုစူးပြုံကစားလာတဲ့ခင်မှာဖြတ်တဲ့မော်ဒယ်ကိုဂိုးအဖြစ်ပြောင်းလဲလာကြတာပါ။ ဒီမှာဒိုကူကဒီဘေးကိုထွက်ပေးပြီးဒီဘက်မှာစပေးတစ်ခုရှာပါတယ်ဒိုကူရဲ့အတွင်းကိုမှဆိုရင်လေလီဗာပူးကစားသမားတွေအများကြီးမြင်ရမှာပါဒိုကူကဒီဂိုးမှာတော်တော်လေးတော်ပြီးတစ်ချက်ဖိတ်ပြီးခုနထဲလိုကစားသမားမျိုးကိုအယူလုသွားတာပါကန်ချက်ကလည်းရှယ်ကောင်းခဲ့တယ်မန်စီးတီးရဲ့နောက်ပိုင်းဖောင်ကောင်းလာမှုမှာဒိုကူနဲ့ဟာလန်တို့ရဲ့အတွဲဖက်မိလာမှုနဲ့ဖိုဒန်ခြေစွမ်းပြလာနိုင်မှုကအရေးပါခဲ့ပါတယ်ကွင်းလက်မှာလည်းကွန်ဆလက်ကရိုဒရီနီယာကိုကောင်းကောင်းဖြည့်ပြီးနိုင်ရတော့တွေ့ရပါတယ် မန်စီးတီးကလီဗာပူးကစားကွက်ကိုကွင်းလဲမိုင်းနဲ့ဖြတ်တောက်ကစားခဲ့တာပါဒီကွင်းနဲ့လေယောက်ရဲ့ဘောက်ရှိတ်ကိုမကျော်တဲ့လီဗာပူးတို့ကစားကွက်ပြက်ပြက်သွားတာပါ on position မှာဆိုရင်လဲ orally nunes တို့ကရှေ့ထိတက်လာပြီးဒီလိုကစားပါတယ်ယူနိုက်တက်ကတော့တယောက်ယောက်နဲ့ကစားခဲ့ရတာကပွဲကဖြေကိုပိုပြီးကမောက်ကမဖြစ်စီပါတယ် ရှက်ကိုကိုရှေးပွဲတွေမှာချီယူခဲ့တဲ့များဒီပွဲမှာတော့အပြစ်တင်ကြပါတယ်။အတော်လေးကိုလေးကန်နေပြီမပေးတော့လည်းမပေးလို့ပေးတော့လည်းမကန်နိုင်တဲ့အပြင်ဒဏ်ရာပါရသွားပါသေးတယ်။ဒါကြောင့်မဲ United တို့တရားဥပဒေနဲ့ကစားခဲ့ရပြီးပွဲကိုခက်ခဲနဲ့တရေရလက်ရောင်ယူခဲ့ရပါတယ်။ United ကကွင်းလယ်နဲ့ဒိုကူဒါလော့တို့သုံးကြမလို့ပဲ White မှာအတက်စင်းအကောင်းနဲ့ကစားသမားတွေဝယ်ဖို့လိုပါတယ်။ဒါတော့မပြေဆုံးသေးပါဘူး။ ဒီတော့နောက်ပွဲတွေလည်းဒုတိယပိုင်းဆိုရင်တမမနဲ့ဆက်ကြည့်ရမှာဖြစ်ပြီးဥကာဒီဝင်လာရင်ပိုရင်မောရမယ်လို့ပဲပြောကြပါတယ်။မန်စီးတီးကဖောင်ကောင်းလာပြီဆိုပေမဲ့အရင်မန်စီးတီးကိုတော့မမီသေးပါဘူး။လီဗာပူးကတော့၃ပွဲဆက်ပြန်နိုင်မှုကြိုးစားခဲ့ပေမဲ့မန်စီးတီးကြောင့်ဖိအားအနည်းငယ်ပြန်ဝင်သွားရပါတယ်။စပါးကတော့ယူနိုက်တက်တယောက်ယောသလိုယူနိုက်တက်ကိုယ်တိုင်ကဒုတိယပိုင်းဆိုတိုင်ပတ်တယ်လို့ကံကောင်းသွားပါတယ်။ ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးတင်ဆက်ပေးပြီဆိုတော့အခုကျွန်တော်လည်းပါနောက်ထပ်လည်းဗီဒီယိုတွေ technical analyze ဗီဒီယိုကိုတင်ဆက်ပေးတော့မှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါအောင်ခင်ဗျာ comment မှာ YouTube link လေးချပေးထားပါတယ်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ